နောင်ချိုမြို့နယ်ရှိရွာလေးရွာမှာတိုက်ပွဲဖြစ်ပွားနေဟု DNA ထုတ်ပြန်ထားပါတယ်။ DNA တိမ့်ပိုက်ထားသည့်နောင်ချိုမြို့နယ်ရှိရွာလေးရွာတွင်စစ်တပ်နှင့်တိုက်ပွဲဆက်ဖြစ်နေကြောင်း DNA ကဇွန်လ14ရက်နေ့ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ12ရက်နေ့13ရက်နေ့စီရေအခြေအနေများကိုအတိပေးခဲ့ခြင်းဖြစ်ပြီးကန်ကြီးရွာရွှေသုံးရွာပြည်နယ်ကုန်းရွာနှင့်ညံတော့ရွာများနာတိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုဖော်ပြထားတာပါ။ဇွန်13ရက်နေ့လည်းတွင်ရွှေသုံးရွာတွင်တိုက်ပွဲတွင်စစ်တပ်ဘက်ကလက်နက်ကြီး 35လုံးတယုံပုံများပြစ်ကူတိုက်ခိုက်ခဲ့ဟုအတည်ရပါတယ်။အလားတူပင်တွေကုန်းရွာနဲ့ညံတော့ရွာများကြီးရွာဘက်တွင်လည်းတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကလက်နက်ကြီးတယုံပုံများပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းလည်းသိရပါတယ်။ဇွန်လ10ရက်ရက်နေ့လေကန်ကြီးကြီးရွာဘက်တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်းစစ်ကောင်စီကလက်နက်ကြီးတယုံပုံများပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။ပင်တွေကုန်းရွာနဲ့ညံတော့ရွာများတွင်တိုက်ပွဲဖြစ်နေပြီးစစ်တပ်ကကန်ကြီးရွာဘေးမှဝိုက်ရိုက် ်နောင်ကြိုမျိုးဘက်သို့ထိုးစစ်ဆင်လာနေခြင်းဖြစ်သည့်ပြည်သူများအနေဖြင့်စစ်ကောင်စီတိုက်ခိုက်မှုများရှောင်ရှားနိုင်ရေးစစ်ရေးတည်းမြဲရှိရန်နဲ့လေကြောင်းရန်တတိပြုရန်လဲ DNA ကထက်လောင်းနှိုးဆော်ထားပါသည်တဖက်တွင်စစ်တပ်ကမူအမှန်နှင့်စစ်ဆင်ရေးကိုကဲမှုဌာနချုပ်ကစားထားမှုသည့်နောင်ကြိုမျိုးသိမ်းတိုက်ပွဲဝင်ပြီးစစ်သားများရှိရာစစ်မြေပြင်သို့ကိုယ်တိုင်သွားရောက်ခဲ့ကြသောဒယ်လီကရန်ချန်နယ်များတွင်ဇွန်ဆဲ၃ရက်တွင်ကြေညာထားပါသည်ထို့အပြင် နောင်ကြိုမျိုးကိုစစ်တပ်ကပြန်လည်သိမ်းပိုက်တော်မူဖြစ်သည့်အတွက်ပြည်သူများမှဝန်တာနေပြီး နောင်ဂျိုမျိုးကိုစစ်တပ်ကအငြင်းဆုံးသိမ်းပိုက်ပေးရန်ပြောဆိုနေကြပါတယ်။ကာဇာအာနစ်မူဒီဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးဖြစ်ပြီးသူက2029စစ်စင်ရေးမှာလာရှိယာမခါကြပြီးစစ်ရှုံးသွားလို့တိုင်းမှုဖြစ်မှရာထူးပြုတ်ခဲ့သူဖြစ်ပါတယ်တို့။တော့စစ်တပ်ကသူ့ကိုကာဇာသားနဲ့မူကန်ဘီရှမ်းမြောင်နဲ့ဂီယန်နီစစ်ပွဲများကိုကုကဲခိုင်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။ DNA နဲ့စစ်တပ်တို့သည်တရုတ်ဆိုးရည်စီစဉ်မှုဖြင့်အီဘီလာကုန်ပိုင်းကပြည့်ရစေရေးဆွေး နှွေးခဲ့တော်လဲပြည်လည်မှုမရခဲ့ဘဲယခုနှစ်အကုလတွင်ထပ်မံတွေ့ဆုံရန်စီစဉ်ထားပါတယ်ဆွေးနွေးပွဲတွင် ENAA ဘက်ကရောက်တည်နေရာမှာအပိယဆဲရန်ထိုးစစ်ဆင်တက်ခိုက်မှုများရဆိုင်ရန်ဒီတူများလွတ်လပ်စွာတွာလာခွင့်ပေးရန်လို့ကိုအဆိုပြုဆွေးနွေးခဲ့ပြီးစစ်တပ်ဘက်က DNAA တင်ထားသည့်မြို့ငါမြို့မဆုတ်ခွာပေးရန်တောင်းဆိုခဲ့ရာနှစ်ဖက်အကြာညီနိုင်မရဘဲဆွေးနွေးပွဲပြီးဆုံးခဲ့သည်ဟု DNAA ထုတ်ပြန်သည်အကယ်၍စစ်ကောင်စီနှင့်ဆက်လက်ဆွေးနွေးဖြစ်ပါကလည်း DNAA အနေဖြင့်မိုးလာရက်တည် ချက်သဘောထားအတိုင်းဆက်လက်ဆွေးနွေးသွားမည်ဟုအဖွဲ့ပြောရေးဆိုခွင့်ရှိသူလွင်ရီဦးကဇွန်9ရက်ကပြောကြားထားသည့်တရုတ်ဆိုရာ၏ဖိအားအတွက်လည်းနည်းလမ်းရှာဆောင်ရွက်သွားမည်ဟု TNAA ကပြောပါတယ်